်မင်္ဂလာပါရှင် ကျမတော့ဝန်ဒီပါ TVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ် AR Raidin ပသိမ်မြို့ပေါ်ကကံသုံးဆင့်ပြည်တော်စုကွင်းမှာရှိတဲ့ပိုကျော်အောင်ဆန်းရုပ်ထုကိုနိုဝင်ဘာလ၁ရက်နေ့ညပိုင်းမှာစစ်ကောင်စီတပ်ကလုံခြုံရေးတင်းကျပ်ပြီးဗဟိုးနှစ်စီးနဲ့ဖျက်ဆီးလိုက်တယ်လို့ပသိမ်မြို့ခန့်ဒီစီကနေသိရပါဗျာ ပြည်တော်စုကွင်ကဗိုလ်ချုပ်ရုတ်ထုထားတဲ့ဝင်းပတ်ချလဲကိုပိတ်အစင်းနေနဲ့ကပြီးစစ်သားတွေနဲ့ရဲတွေကလုံခြုံရေးယူကာဗိုလ်ချုပ်ကျေးရုပ်ကိုဖျက်ဆီးလိုက်တယ်လို့ဆိုတာပါအပြင်ကနေကြည့်ရင်ဗိုလ်ချုပ်ကျေးရုပ်ကိုမမြင်ရတော့ပဲအထဲကိုတေချာဝင်ကြီးခွင်လည်းမပေးပဲလုံချုံရေးတွေချထားတယ်လို့ပသိမ်မျိုးခန်တွေကပြောပါရတယ်။ပသိမ်မျိုးကန်သုံးဆင့်ပြည်တော်စုတွင်ထဲမှာရှိတဲ့ဗိုလ်ချုပ်ကျေးရုပ်ကိုစစ်ကောင်စီတပ်ကဖြိုဖျက်ပစ်တာတွေနဲ့ပတ်သက်ပြီးဒီကနေ့နိုဝင်ဘာလ2ရက်နေ့မနက်ပိုင်းမှာလူမှုကွန်ရက်စာမျက်နှာမှာဝေဖန်ရေးသားထားတာတွေလည်းရှိနေပါရဲ့ရှင်။ ရန်ကုန်မြို့မှာနိုဝင်ဘာလ၁ရက်နေ့ညနေပိုင်းကနေစတင်ပြီးအင်တာနက်သုံးရတာအဆင်မပြေတဲ့ပြဿနာတွေကြုံတွေ့နေရတယ်လို့ကိုယ်တိုင်ကြုံတွေ့နေရသူတွေကပြောပါတယ်။ Wi-Fi အများစုမှာ line တက်တဲ့မီးစိမ်းအချက်ပြနေပေမဲ့သုံးမရပဲဖြစ်နေတယ်လို့ mobile data တွေမှာလည်း line မတည်ငြိမ်တာတွေဖြစ်နေတယ်လို့ဆိုပါတယ်။ Wi-Fi အများစုအင်တာနက်သုံးရတဲ့ပြဿနာတွေကြုံတွေ့နေရသလို International App လစ်ချိုယွင်းတာကြောင့်လို့ Wi-Fi တက်ဆင်တဲ့ကုမ္ပဏီတွေက Facebook ဆာမျက်နှာတွေမှာကြေညာထားကြပြီးတော့ Hotline ဖုန်းတွေကိုလည်းဆက်ပိတ်ထားတယ်လို့ကိုရိုင်းကြုံတွေ့ရသူတွေကပြောပါရယ်မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီးတဲ့နောက် internet line အသုံးပြုရတာအဆင်မပြေတဲ့ပြဿနာကြီးမကြာခဏဖြစ်နေတယ်လို့မြို့နယ်တချို့ကို internet line ပိတ်ထားတာကြီးလည်းရှိနေပါသေးတယ် ဒါအပြင်အာနာသိန်းစစ်တပ်က Facebook အပါအဝင်လူမှုကွန်ရက် platform တချို့ကိုဓာတ်ရိုက်သုံးမရအောင်ထိန်းချုပ်တားဆီးထားပါတယ်ရှင်။မိုးကုတ်မြို့လုံခြုံရေးနဲ့လက်ရှိစီရေးအခြေအနေတွေကတော်လည်ရေးတစ်ခုလုံးနဲ့ပတ်သက်ပြီးအရေးကြီးတဲ့အခြေအနေအလှည့်ပြောင်းဖြစ်တဲ့အတွက်လူငယ်တသားသစ်တွေထပ်မံဖိတ်ခေါ်တာလို့ MDY PDF တာဝန်ရှိသူကပြောပါတယ်။သုတချန်သာတင်ပြပို့ထားတာပါရှင်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကတော်လှန်ရေးအတွက်လူငယ်တပ်သားတွေထမ်းမှန်ဖိတ်ခေါ်ရခြင်းများကိုအောက်တိုဘာ31ရက်နေ့မှာထုတ်ပြန်နေတာပါတော်လှန်ရေးအတွက်ထူးရေးပါတဲ့မဟာပြူဟာမြောက်နယ်မြေတွေကိုဆက်လက်ထိန်းချုပ်နိုင်ရင်မြန်မာပြည်လေပိုင်းမြေပြင်ဒေသကစစ်ကောင်စီအချက်အချာနေရာတွေကိုဆက်လက်ထိန်းချုပ်နိုင်ရင်အတွက်အလုပ်ဆက်လုပ်ဖို့လူငယ်တပ်သားတွေကိုဖိတ်ခေါ်တာဖြစ်တယ်လို့ကြေညာချက်မှာဖော်ပြပါတယ် အောက်တိုဘာ29ရက်နေ့ကမိုးကုန်းနဲ့မိုးမိတ်မျိုးတွေကိုတအံတက်မလို့ DNL ကလက်လွတ်မယ်လို့ကြေညာပြီးနောက်ရှမ်းပန်းနယ်သက်စည်ရေးအခြေအနေတွေရှုပ်ထွေးနေတာပါကျွန်တော်တို့ထုတ်ပြန်ထားလို့ပဲပေါ့နော်ဒီ new dollar ရေးကာလအတွင်းတင်းယူခဲ့တဲ့ထိန်းချုပ်စုမှုနယ်မြေတွေကိုကျွန်တော်တို့အလွယ်တကူတော့လက်လွတ်ဖို့မရှိပါဘူးကျွန်တော်တို့ကိုယ်စားညံရရှိသမျှခုခံသွားဖို့ရှိပါတယ်ဗျအဲဒီအခြေအနေတွေဟာ dollar ရေးတစ်ခုတစ်စုံလုံးနဲ့ပတ်သက်ပြီးတော့လည်းအရေးကြီးတဲ့အခြေအနေတွေအလဲပြောင်းနေဖြစ်တာပေါ့ကျွန်တော်တို့နဲ့တူလက်တွဲအပ်ဖို့လည်းကျွန်တော်တို့ဖိတ်ခေါ်ပါတယ်ဗျ လက်ဒလုံးမှာတော့မိုးကုံမြို့ကနေထွက်ခွာသွားတဲ့ TNL တပ်ဖွဲ့ဝင်တွေရဲ့နေရာမှာမန္တလေးဒေသတွင်ကာကွယ်ရေးအဖွဲ့တွေဝင်ရောက်နေရာယူထားပြီးမြို့ကိုကာကွယ်နိုင်မှုပြင်ဆင်နေပါတယ်။မိုးကုံမြို့နယ်နဲ့နယ်မြေချင်းဆက်ဆက်တည်ရှိနေတဲ့မတရားဆင့်ကူတပိတ်ကျင်းနယ်တွေမှာစစ်ကောင်စီကဖိအားပေးတိုက်ခိုက်တာတွေဆက်တိုက်ပြုလုပ်နေပါတယ်။ ျွန်တော်တို့မရယာမြို့မှာတော့စစ်တပ်ဘက်ကစစ်စင်ရေးတွေကမရယာနယ်ရှေ့မြောက်ချမ်းအုံးမီယုံမင်ရနေနောက်ကိုထိုးတာတရဦးတရဦးဘက်ကနေတခါမြောက်ကိုထိုးသွားတဲ့စစ်ကြောင်းကစကပင်ဘက်တွေဈေးတစ်ဘက်တွေထိရောက်နေပြီလို့လည်းသတင်းရရှိထားပါတယ်ဗျာအဲနောက်ထပ်အကျွဲကြဘက်ကိုရောက်နေတဲ့စစ်ကြောင်းကလည်းကျွန်တော်တို့ဒီမြောက်ကိုထိုးလာပါတယ်ဗျာချောင်းတော်ဝရွာဘက်ကိုရောက်သွားပြီးပြည်သူတွေတော်တော်များများလည်းဖမ်းမိထားတယ်လို့သတင်းရထားပါတယ်ဗျာကျွန်တော်မရယာမြောက်ပင်ရအနေမြောက်ထွက်တဲ့စစ်ကြောင်းကားလမ်းကြောတိုင်းထွက်တဲ့စစ်ကြောင်းကတော့တငါတောင်ရွာကိုသူတို့တင်စီရောက်မိသွားပါပြီဗျာလက်နဲ့ကြီးတွေဒုံးတွေ ရာတို့နေစဉ်နေတိုင်းနေပါညာတိုင်းနေပါကိုသူတို့တက်ခိုင်းမှုတွေကတော့အများတန်းလို့လို့လုပ်နေပါတယ်ဗျမိုးကုတ်မြို့လုံးညုံရေးစင်ခေါ်ချက်ဟာမန္တလေးစကိုင်းမကွေးအညာဒေသတစ်ခုလုံးအတွက်စင်ခေါ်ချက်ဖြစ်လာတယ်လို့စကိုင်းဒေသကနိုင်ငံရေးသမားတယောက်ကမှတ်ချက်ပေးပါတယ် ကျောက်ဆိုရရဲ့ဖီအာနဲ့ကိုကန်တက်ကလာရှုပ်ဖို့ပြန်ပေးခဲ့ရပြီးနောက်အလားတူဖြစ်စဉ်တွေထပ်ဖြစ်လာနိုင်တာကိုဒေတာရင်းဒေါ်လာရင်းအစုပေါ်တွေကကြိုတင်ခန့်မှန်းထားကြပြီဖြစ်တယ်လို့ဆိုပါတယ်ကျွန်တော်တို့ကတော့တချို့ကိစ္စတွေကမျောလင့်ထားပြီးသားဖြစ်တယ်ပေါ့တကယ်ကျွန်တော်တို့ကစစ်ပွဲလို့ပြောလို့ရတဲ့ဟာတွေကတိုင်းသားနယ်တွေမှာပို့ပြီးတော့ဖြစ်နေတာပေါ့ဒီဟာတွေမှာစစ်တပ်ကလုံရင်းနဲ့ဗတ်တဆိုင်နေတဲ့အချိန်မှာကျွန်တော်တို့ဒီအညာဒေတာကိုတော့ပါရာမိုတာတို့ဂျိုင်ယိုကော်ပတာတို့လောက်နဲ့ကျွန်တော်တို့ထိန်းထားတယ်ပေါ့ဗျာဟိုဘက်မှာတိုက်ပွဲတွေမရှိတော့ပြီးသွားတဲ့ကျွန်တော်တို့ဒီအညာဒေတာကိုဒါပြန်ဖိလာမှာပဲဒါကလေးတောင်တွေးတတ်တယ်ပေါ့တိုင်းသားအင်အားစုတွေက ဆိုတာဒုနဲ့တဲ့နဲ့တိုက်နိုင်တယ်တိုက်နိုင်တဲ့အပေါ်မှာသူတို့ရဲ့တိုက်အားယော့သွားတယ်ဆိုရင်တော့ဖီးယားကအညာရီသားကိုတက်ရောက်လာမှာပဲလေတစ်ဖက်မှာလည်း DNL အနေနဲ့အထွေထွေဖီးယားတွေအောက်ကနေဒီအလုံးလုံးနေရတဲ့အခြေအနေကိုတော့နားလဲတယ်ဒီအညာမှာတော့တွန်လိုင်းအင်အားစုတွေကတော့ဒါမှမရှိတဲ့အခြေအနေကနေတူမီနဲ့တောင်စခဲ့သေးတာပဲလေဘလို့အခြေအနေပဲကြုံရကြုံရတော်လိုင်းရေးကိုစွန့်ခွာသွားဖို့နောက်တွန့်သွားဖို့တော့မရှိနိုင်ပါဘူးဗျာဘောဂုံမြို့နဲ့မုံမိတ်မြို့တွေကို2024ဇူလိုင်လအတွင်းမှာ TNL နဲ့မဟာမိတ်တွေကတင်ယူခဲ့တာဖြစ်ပြီးတစ်နှစ်ကျော်အကြာမှပြန်လက်လွှဲရမယ့်အခြေအနေဖြစ်လာတာပါ တန်တမတော်ဒီနယ်လီကစစ်ကောင်စီနဲ့အပြည့်ရဆက်ပြီးမိုးကုံမြို့ကိုပြန်လွှဲပေးမယ်လို့အောက်တိုဘာ29ရက်နေ့မှာကြေညာချက်ထုတ်ပြီးနောက်ထိန်းချုပ်နယ်မြေတွေကိုဆက်လက်ကာကွယ်မယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကပြည်သူကိုအသိပေးထားပါတယ်။ကျွန်တော်တုဒချန်သာပါ။ င်းပြည်တောင်ပိုင်းတောင်ကြီးမြို့မှာနှစ်စဉ်ကျင်းပနေကြဖြစ်တဲ့တစောင်းတိုင်းမီးဖုံပြန်ပွဲကိုအော်တိုဝါလာ29ရက်နေ့ကစပြီးအဝေယာမီးဖုံပြန်ကွင်းမှာကျင်းပနေပါဗျ။ပွဲမတိုင်ခင်တည်းကဟိုတယ်ဘွတ်ကင်တွေပြည့်နေတယ်လို့ဟိုတယ်ဘွတ်ကင်အလင်ခရယာသူတွေလည်းရှိတယ်လို့ပွဲသားကြသူတွေကပြောပါဗျ။မီးဖုံပြန်ကွင်းထဲကိုဝင်ရင်အိတ်ဆွေးဆက်နဲ့စစ်ပြီးမှသာဝင်ခွင့်ရပါဗျ။ဒါပေမဲ့မီးဖုံပြန်ကွင်းထဲမှာဖုန်းပတ်ဆက်ရေးကပိုက်နိုင်တာတွေကြုံတွေ့နေရတယ်လို့လည်းဆိုပါဗျ။တောင်ကြီးမြို့ရယ်မှာလည်းလိုင်စင်မဲ့ကားဆိုင်ကဖမ်းဆီးမှုတွေရှိပြီး တချို့နေရာတွေမှာတော့ရဲနဲ့စစ်သားအယောင်ဆောင်ကငွေညှစ်မှုတွေလည်းကြုံကြရတယ်လို့မြို့ကန်တွေကပြောပါတယ်။ မနေ့ကဆိုရင်တော့ကားများတယ်အရန်လေးချက်ချင်းတိုးတယ်ဖုန်းလိုက်တာတွေပတ်စံပြောက်တာတွေအဲ့လိုမျိုးတွေလည်းတော်တော်ဖြစ်ခဲ့တယ်ပေါ့နော်အစောပိုင်းမှာတော့ထိနိုင်နေပေါ့လို့ X-ray နဲ့ဖြတ်ပြီးတော့မှဝယ်ခင်းရောဝင်စီတဲ့ဟာမျိုးရှိတယ်ပေါ့နော်အစောဒီတနေ့မှလည်းပဲ X-ray ဖြတ်ဖို့အတွက်ကိုတို့လုပ်တယ်ဒါပေမဲ့လူကအရန်များတဲ့အခါကျတော့အဲ့ဒီ X-ray လည်းမနိုင်တော့ဘူးပေါ့နော်အဲ့တော့အကုန်လုံးဝင်ဝင်ကုန်ကြတယ်ပေါ့နော်ညတော့ဖြစ်တော့တောင်ကြီးတိုင်းတော့နေခင်းတွေတော့လေချောက်ပေါ့နော် နိုင်ငံဖက်ကလူတွေတော့လည်းလာတော့လာကြတယ်ပေါ့တနိုင်ငံလုံးကလူတွေကလည်းပွဲငတ်နေရဆိုတော့ဒီတစားနိုင်ပွဲလာလာကြတယ်ပေါ့နော်မိမုံမြန်ပွဲမတိုင်ခင်အော်တိုဘားလာ29ရက်နေ့ကလည်းမိမုံမြန်ပောက်ကွဲပြီးအမျိုးသမီးတယောက်အသေးဆုံးခဲ့ပါတယ်မြို့ထဲမှာနေထိုင်တဲ့လူငယ်တချို့လည်းဖမ်းဆီးခံကြရပြီးငွေနဲ့ပြန်ရွေးမှပြန်လွှတ်ပေးတဲ့အခြေအနေလေးကြုံတွေ့နေရတယ်လို့မြို့ကန်တွေကဆိုပါတယ်။ကားတစ်စီးကိုရန်နာကငွေကျပ်1000ကနေ8000အကျပေးရပြီးမော်တော်ဆိုင်ကယ်ရက်ခတွေလည်း ဆိုင်ကယ်တစ်စီးကိုငွေကျပ်9000ကနေတသောင်းဝန်းကျင်ပေးချရတယ်လို့ခီးသွားတွေကဆိုပါတယ်။မိဖို့မြက်ကွင်းအနီးမှာအိမ်သာအသုံးပြုကဟာလဲလူတယောက်ကို1000ကနေ7500အထိပေးချရတယ်လို့ခီးသွားတွေကပြောပါတယ်။ခွင့်ပွဲဝင်တော့တော်တော်ရှိခွင့်ပွဲ lucky နီလုံးလာရင်းကိုသူကြီးရတော့ပုံမှန်ပါတယ်။တချို့ကလေ8000နဲ့900မျိုးတွေ ိမ့်ဆောင်သုံးသောဒီရတဲ့လူတွေရှိရလို့ဆိုင်စင်ကားရရတော့ခွင်းမင်းမှာအလိုရာဆိုင်စင်မဟုတ်ပါညာလို့ဆိုတောင်ကြီးတို့ကုလူရဲ့အပြင်ဘာမှလည်းအငူကအဲ့ဒီနေရာရှိလို့အမအဲ့ဒါတောင်ကြီးမြုံမြန်ပွဲကို1980ခုနှစ်ကစကနှင်းစင်တဆောင်မုံလာတိုင်းကျင်းပခဲ့ရမှာကိုဗစ်ကရောဂါကြောင့်ရပ်နားခဲ့ပြီးပြီးခဲ့တဲ့2023ခုနှစ်ကမှပြန်လည်ကျင်းပခဲ့တာဖြစ်ပါတယ်။ကျမဒေရီပါ နိုင်ဂျီးရီးယားနိုင်ငံမှာခရီးယန်ဘာသာချိန်ချောက်မှုအန်ရယ်ကိုရင်ဆိုင်နေရတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအော်တိုဘာလ31ရက်နေ့မှာပြောကြားလိုက်ပြီးအနောက်အာဖရိကနိုင်ငံဖြစ်တဲ့နိုင်ဂျီးရီးယားကိုအမေရိကန်နိုင်ငံသား၏ဌာနရဲ့အထူးစိုးရိမ်ရတဲ့နိုင်ငံများစောင့်ကြည့်စည်ရင်းထဲကိုထည့်သွင်းလိုက်ကြောင်းပြောထားပါဗျာ။ ဲ့ဒီမှာခရီးယံဘာသာဝင်ထောင်ပေါင်းများစွာတပ်ဖြတ်ခံရပြီးဒီအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေအတွက်အစွန်ရောက်အစ္စလမ်ဘာသာဝင်တွေမှာတာဝန်ရှိတယ်လို့ဆိုထားပါဗျ။ဒါထက်ပိုဆိုးတဲ့အရာတွေလည်းထက်ရှိသေးကြောင်းနဲ့နိုင်ဂျီးရီးယားနဲ့တခြားနိုင်ငံအများပြားမှာအဲ့ဒီလိုရက်ဆက်ကြမ်းကြုတ်မှုတွေဖြစ်ပျက်နေချိန်မှာအမေရိကန်ပြည်ထောင်စုဟာလက်ပိုက်ကြည့်နေလို့မရဘဲကမ္ဘာတဝန်းမှာရှိတဲ့ခရီးယံလူဦးရေကိုကဲတင်ဖို့အတွက်ဆန္ဒရှိပြီးလှုံ့ဆော်နိုင်စမ်းလည်းရှိတယ်လို့ပြောထားပါဗျ။အယ်ခိုင်ဒါနဲ့ဆက်နေနေတဲ့စစ်သွေးကြအဖွဲ့ ဂျာမန်နူရီအယ်အစ္စလမ်ဝါမူလီမင်ဟာအခုတစ်ပတ်မှာနိုင်ဂျီးရီးယားအလဲပိုင်းမှာစစ်သားတဦးသေဆုံးစေခဲ့တဲ့တိုက်ခိုက်မှုမှာတာဝန်ရှိကြောင်းဝန်ခံခဲ့ပြီးဒါနိုင်ငံမှာပထမဆုံးလူသိများတဲ့တိုက်ခိုက်မှုလည်းဖြစ်ပါတယ်။နိုင်ဂျီးရီးယားမှာဘိုဂိုဟာရန်နဲ့အစ္စလမ်မစ်နိုင်ငံတော်အနောက်အာဖရိကနယ်မြေအဖွဲ့ဦးဆောင်တဲ့အစ္စလမ်မစ်သဘုံထမှုနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။အဲ့ဒီပဋိပက္ခတွေကြောင့်လူထောက်ပေါင်းများစွာကိုတပ်ဖြတ်ခဲ့ပြီးလူနှစ်သန်းကျော်လဲအိုမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်ရှင်။ ပါကစ္စတန်ရဲ့ဒုတိယအကြီးဆုံးမြို့လာဟိုးမှာနိုဝင်ဘာလ၁ရက်နေ့မနက်၉နာရီကလေထုအရေအတွက်ညွန်ကိန်း AQIR NDA ရှိတဲ့အဆင့်အနေနဲ့အမှတ်398အထိကိုရောက်ရှိနေတာကြောင့်လာဟိုးမြို့ဟာကမ္ဘာပေါ်မှာလေထုအငြင်းငြင်းဆုံးမြို့ဖြစ်နေပါတယ်။ဒေသခံတွေကတော့ကျန်းမာရေးဆိုင်ရာစိုးရိမ်မှုတွေကို ဖော်ပြကြပြီးပြင်းထန်တဲ့လေထုညဉ့်ဉန်မှုအကျက်တဲကြောင့်ဆေးရုံတက်ရတဲ့လူဦးရေတွေလည်းမြင့်တက်နေပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေမျက်စိပိုးဝင်တာတွေနဲ့လေကြောင်းရောဂါတွေကိုခံစားရတဲ့လူနာတွေအထူးသဖြင့်ကလေးငယ်တွေနဲ့တက်ကြီးရွယ်ဦးတွေတိတိတသားရောက်လာတယ်လို့ဆေးဘက်ဆိုင်ရာအရာရှိတွေကသတင်းပို့ထားပါတယ်အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေနဲ့ရောက်ရှိလာတဲ့လူနာအရေအတွက်တွေသုံးဆတိုးလာတယ်လို့စာဂဂရမ်ဆေးရုံကဆေးရုံအုပ်ကြီးကရိုက်တာသတင်းဌာနကိုပြောပြထားပါတယ်ရှင်။ DVV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဝန်တီပါ။